တရားနာပရိသတ်အပေါင်းတို့ကိုခရီးတော်အိမ်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့မနေ့ပြန်ဧပြီလ20ရက်နေ့ဟာတခင်ခရီးတော်ရဲ့တည်ခြင်းကနေစင်ပြန်ထားမြောက်တဲ့နေ့ရက်ကိုအမှတ်ရတဲ့နေ့ဖြစ်တဲ့ Easter Sunday ဖြစ်ပါတယ် ဒါကြောင့်ဒီနေ့ကျွန်တော်ဒီ Easter Sunday နဲ့ပတ်သက်တဲ့ခရစ်တော်ရဲ့ဆင်းရဲထမ်းမြောက်ခြင်းအကြောင်းနဲ့ပတ်သက်တဲ့ဒေသနာလေးကိုအနည်းငယ်ဝေငှပေးလိုပါတယ်။တရားနာပရိသတ်တော်ပေါ်မှာဖရာသခင် ကောင်းကြီးချပေးပါစေလို့လည်းပဲဥစွာဆုတောင်းပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်ဝေငှပေးခြင်းတဲ့ကျမ်းပိုက်ကတော့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး24 အငယ်1ကနေပြီးတော့7နှစ်အကြာထဲမှာဖော်ပြပေးထားတဲ့ကျမ်းစကားကိုအခြေပြုပြီးတော့ခါဝေငှပေးလိုတာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့စင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး24အငယ်1ကနေ7နှစ်ကိုဖတ်ပြပါမယ်။ခုနှစ်ရက်တွင်ပထမနေ့ရက်အာယုံတက်သောအချိန်၌ထိုမိမတို့သည် အခြားသော မိမတို့နှင့်တကွ မိမိတို့ပြင်ဆင်သောနန်းသာမျိုးကိုဆောင်လျက်တင်းကျိုင်းတော်သို့သွားကြ၏ရောက်သောအခါတွင်းဝ၌ပိတ်သောကြောက်သည် လင်းလံလျက်ရှိသည်ကိုတွေ့မြင်၍အတွင်းသို့ဝင်သောသခင်ယေရှု၏အလောင်းတော်ကိုမတွေ့ကြထိုအကြောင်းကြောင့်သူတို့သည်တွေးတော်သောစိတ်ရှိစဉ်တွင် လူနှစ်ယောက်တို့သည်ပြိုးပြိုးပြက်ပြက်သော အဝတ်ကိုဝတ်ဆင်လျက်ပေါ်လာ၏ထိုမိမတို့သည်ကြောက်လန့်သောစိတ်နှင့်ငုံ၍နေစဉ်တွင်ထိုသူတို့ကတင်တို့သည် အသေးကောင်ရှိရာအရ၌အသက်ရှင်သောသူကို အပြေကြောင့်ရှာကြသည်နည်းဤအရ၌မရှိထောက်မြောက်တော်မူပြီလူသားသည်သိုးသောသူတို့လက်သို့အနှံ့ချင်းလေဝါကားတိုင်းမှာ အသေးတက်ချင်းကိုခံရမည် သုံးရဲမြောက်သောနေ့၌ထမြောက်လိမ့်မည်ဟုဂါလိလိပြည်၌ရှိတော်မူစဉ်တင်တို့အားမိန်တော်မူသောစကားကို အောင်မေကြဦးဟုဆိုကြသည်ရှိတော်ထိုမိမတို့သည်စကားတော်ကိုတတိယ၍တင်းချိုင်းတော်ကပြန်လျင် ထိုအကြောင်းအရာ အလုံးစုံတို့ကိုတရှိတ်တပါသောသူမှဆ၍ကျင်းတော်တပြေးတော်အပေါင်းတို့အား ပြန်ကြကြ၏ထိုအကြောင်းအရာကိုတမန်တော်တို့အပြောတော်သူကမကဒလမာရိတောဟန်နယာကုပ်၏အမိဖြစ်သော မာရိမှစ၍အခြားသော မိမများဖြစ်သည်သူတို့၏စကားကိုဒန်နယီစကားကဲ့သို့ထင်မှတ်၍တမန်တော်တို့သည်မယုံကြသို့တော်လည်းပေတရုသည် ထား၍ တင်းချိုင်းတို့သူပြည့်လေ၏ရောက်သောအခါငုံကြည့်၍ပေပစိုးသာရှိရဒီကိုမြင်လေထိုအကြောင်းအရာကိုအံ့ဩ၍မိမိအိမ်သို့ပြန်သွား၏ဒီအချက်ကရှင်လုကာခရစ်ဝင်ကျမ်းအခန်း၂၄အငယ်၁ကနေဆင်းနှစ်အကြားထဲမှာဖော်ပြပေးထားတဲ့ခရစ်ဝင်ကျမ်းစကားဖြစ်ပါတယ် ဒီကျမ်းစကားမှာသခင်ယေရှုတည်ပြီးမှစင်ပြန်ထမြောက်ခြင်းဖြစ်စဉ်ကိုဖော်ပြပေးထားတာတွေ့ရပါတယ်။ဒီအကြောင်းအရာတွေကိုတခြားသောဒီခရစ်ဝင်ကျမ်းတွေမှာလည်းပဲအတိအသီးဖော်ပြပေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ရှင်မာတက်ခရစ်ဝင်ကျမ်းအခန်းကြီး28အငယ်6နောက်ပြီးတော့ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်6နဲ့ ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20တခန်းလုံးမှာသခင်ခရစ်တော်တည်ခြင်းကနေဆင်းမြန်ထမြောက်ခြင်းဖြစ်စဉ်များကို အသေးစိတ်ဖော်ပြပေးထားတာတွေ့ရမှာဖြစ်ပါတယ်။သခင်ယေရှုတည်ခြင်းမှဆင်းမြန်ထမြောက်ခြင်းဟာ အမှောင်ဖုံးလွှတ်နေတဲ့ဒီကဘာမြေကြီးတို့မြို့လင်းမြို့လင်းချင်းရောင်ခြေကိုတည်ဆောင်လာပေးတဲ့ဖြစ်ရကြီးတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီဖြစ်ရအကြောင်းသာမြေကြီးပေါ်မှာဘုရားသခင်ရဲ့အသင့်တော်ဖြစ်တည်စီတာ ဖြစ်ပါတယ်အကေရွဲ့များသခင်ခရစ်တော်ဟာတည်ခြင်းကနေဆင်းမြန်ထမြောက်ခြင်းမရှိဘူးဆိုလို့ရှိရင်ယခုထိတိုင်ဒီကဘာမြေကြီးပေါ်မှာဘုရားသခင်ရဲ့အသင့်တော်ဆိုတာကရှိလာเสียအကြောင်းရှိမှာမဟုတ်ပါဘူးเนาะ ကိလေသာများထမြောက်ခြင်းတောင်မရှိခဲ့ဘူးဆိုရင်ဤကဘာမြည်ကြီးဟာယခုအထီးတန်အမှောင်ဖုံးလွှမ်းပြီးတော့လူသားတို့ဟာလည်းပဲမျောလင့်ခြင်းကဲမဲစွာနဲ့အသက်ရှင်နေကြရအောင်မှာဖြစ်ပါတယ်။တခင်ခရစ်တော်ရဲ့စင်ပြန်ထမြောက်ခြင်းဟာခရိယန်ယုံကြည်ခြင်းမှာအဓိကမန်တိုင်နှမျိုးအ ਨੇ တစ်မျိုးဖြစ်ပါတယ်။မန်တိုင်နောက်တစ်မျိုးကတော့ သခင်ယေရှုလက်ဝါးကားတိုင်မှာ အသေးခံပေးခြင်းပဲဖြစ်ပါတယ်။နော်အဲ့ဒါကိုကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြာနေ့မှာဒီ Good Friday မှာဒီဒေသနာအကျဉ်းကိုလည်းဝင်ငှပေးခဲ့ပြီးဖြစ်ပါတယ်။ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်သခင်ယေရှုအသေးခံပေးခြင်းဟာလည်းပဲကျွန်တော်တို့အတွက်ဘာမျှော်လင့်ချက်မျှစစ်စစ်မှမဟုတ်ပါဘူး။ စင်ပြန်ထမြောက်ခြင်းဟာခရစ်တော်အသေးခံပေးခြင်းရဲ့အကျိုးကိုစုံလင်စေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့သခင်ယေရှုတည်ခြင်းမှစင်ပြန်ထမြောက်ခြင်းဖြစ်စဉ်ဖြစ်တဲ့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး24တက်ကနေဆင်းနှစ်မှာဖော်ပြပေးထားတဲ့အကြောင်းအရာကိုအချင်းချုပ်အနေနဲ့ကျွန်တော်တို့ယေဘုယျအဖြစ်ကြည့်ရမယ်ဆိုလို့ရှိရင် တခင်ယေရှုကိုဖန်ဆင်းနှိမ့်ဆက်ပြီးဂါရိုင်ပေါ်မှာအသေးတက်ကြပြီးတော့မြုပ်နှံကြပြည့်တဲ့နောက်၃ရက်မြောက်တဲ့နေ့နာနဲ့အာယုံတက်ချိန်မှာမိမအချိုးတို့ဟာနန္တာမျိုးကိုယူပြီးတော့ခါတင်းချိုင်သို့သွားခဲ့ကြတယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရပါတယ်တင်းချိုင်သို့ရောက်သွားကြတဲ့အခါမှာတင်းချိုင်တွင်းဝမှာပိတ်ထားကြတဲ့ကြောက်တုံးလေးဘေးကိုလိမ့်သွားပြီး ပြီးတော့တင်ကြိမ်ပွင့်နေတာကိုသူတို့တွေးခေကြပါတယ်သူတို့မှာကြောက်ရွံ့ခြင်းစိတ်နဲ့ရှိကြပါတယ်ကြောက်သောစိတ်နဲ့တင်ကြိမ်တွင်သူကြီးကြတဲ့အခါမှာသခင်ယေရှုရဲ့အလောင်းတော်ကိုမတွေးခေကြတော့ပါဘူးဘလို့ဖြစ်နေတာတော့ဆိုပြီးတော့စဉ်းစားနေတဲ့အချိန်မှာပဲအဝတ်ကိုပြုတ်ပြုတ်ပြက်ပြက်ဝတ်ဆင်ထားတဲ့ ကောင်းကင်တမန်လို့ယူဆရတဲ့လူနှစ်ယောက်ဟာရုတ်တရက်ထင်ရှားလာပြီးတော့အဲ့ဒီလိုလာကြီးကြတဲ့မိန်းမတွေကိုမပြောခဲ့တဲ့လေဆိုလို့ရှင်တင်တို့ဒီအသေးကောင်ရှိရာအရ၌အသက်ရှင်သောသူကိုအပေကြောင့်ရှာကြသည်နီအရ၌မရှိထားမြောက်တော်မူကြီးဆိုပြီးတော့ပြောပြခဲ့ပါတယ်ဒါတွေမကဘူးထိုလ်လူနှုတ်ဥကနေပြီးတော့ တချိန်ကတခင်ခရစ်တော်မင်းတော်မူခဲ့တဲ့မိမိထားမြောက်မြတ်အကြောင်းကိုလည်းပဲတတိယအောင်းမေဖို့ပြောပြခဲ့ပါတယ်ဘလို့ပြောပြတယ်လဲဆိုလို့ရှိရင်လူသားဒီသိုးတော်သူတို့လက်သူအနှံချင်းလေဝါကားတိုင်းမှာအသေးတက်ချင်းကို ခံရမည်တုံးရဲ့မြောက်တော်နှင်း၌ထားမြောက်လိမ့်မည်ဟုဂါလီလက်ပြည်၌ရှိစဉ်တင်တို့အမင်းတော်မူသောစကားကို အောင်မဲကြအောင်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။အဲလိုပြောပြတဲ့အခါမှာမိမတို့ဟာမိန်းတော်မူချက်တွေကိုချစ်ချင်းတတိယပြီးတော့တပြေတော်အပေါင်းတို့ရှိတဲ့နေရာကိုပြေးသွားကြပြန်။ပြေးသွားကြပြီတော့ခါတခင်ယေရှုထမြောက်သွားပြီဆိုတဲ့အကြောင်းအရာကိုပြောပြကြပါတယ်။တပြေတော်တို့ဟာဒီစကားကိုကြားရပင်မဲ့ ဒါနကြီးအဖြစ်မှတ်ယူပြီးတော့ယုံကြည်ခြင်းမရှိကြဘူးလို့ပြောပါတယ်။ဒါတွေဘယ်ခါမလဲ။သူတို့ဟာတင်းချိုင်းတို့လေသွားလူချင်းမရှိကြဘူး။နော်။တင်းချိုင်းကိုလည်းသွားပြီးတော့ကြီးလို့တဲ့စံသားလည်းမရှိကြဘူး။အဲ့ဒီတပြေးတော့အပေါင်းထဲကနေပြီးတော့ရှင်ပေသူတို့တယောက်ကတော့တင်းချိုင်းကို ပြေးသွားတယ်။တင်းချိုင်းကိုပြေးသွားပြီးတော့တင်းချိုင်းရောက်တဲ့အခါမှာ ယေရှုရဲ့တခင်ယေရှုရဲ့အလောင်းတော်ကို မတွေးတော့ပဲနဲ့ပိပစိုးကိုသာ တွေးခဲ့တဲ့ဖြင့်တဲ့နော်အန်အောပြီးတော့မိမိအိမ်တို့ပြန်သွားလေဤလို့ပြောပါတယ်နော်သူလည်းစိတ်ဓာတ်တွေကြာပြီးတော့ခါမိမိအိမ်တို့ပြန်သွားတဲ့ပုံစံဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တင်းကြိုင်းတဲမှာတခင်ယေရှုရဲ့အလောင်းကို ဘသူကခိုးခိုးသွားတာလဲအဲ့ဒီတင်းချိုင်းတဲကနေပြီးတော့တခင်ယေရှုရဲ့အလောင်းကိုဘသူကခိုးသွားတယ်လဲနော်တချို့ကတော့ပြောတယ်လေယေရှုရဲ့တပည့်တော်တွေကခိုးသွားကြတယ်ဇာတိအပြင်အမျိုးမျိုးအာရှင်ခြေပေးပြီးတော့ပြောဆိုကြပါတယ်ဆိုတော့ကျွန်တော်တို့ကြည့်ရအောင်အဲ့ဒီတခင်ယေရှုကိုလက်ဝါးကားတိုင်းမှာတင်းစင်အခါတုန်းက ရေပြိုဟဲအကြီးမြတ်နဲ့ကျမ်းပြူဆရာတို့ဟာတခင်ယေရှုပြန်ပြီးတော့ဆင်ပြန်ထားမြောက်တာကိုမမြင်လို့ကြားတဲ့လူတွေဖြစ်ပါတယ်เนาะတခင်ယေရှုဆင်ပြန်ထားမြောက်ခြင်းမရှိစေလို့တဲ့သူတွေဖြစ်တယ်သူတို့ကခူသွားတယ်ဆိုတာကိုကျွန်တော်တို့ဘလို့မှဆွဆွလို့မရပါဘူးเนาะခူသွားမယ်ဆိုလို့ရှိရင်လေအဲ့ဒီတင်းကြိုင်းမှာရောမစစ်တီတို့ကအတင်းအကျပ် အဆုံးချထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သခင်ယေရှုဟာဘေးရောက်သွားတာလေ။နော်။နောက်ပြီးတော့အဲ့ဒီအချိန်ခါတုန်းကရောမအစိုးရကလည်းပဲနော်။အဲ့ဒီသခင်ယေရှုအလောင်းတော်ကိုသူဦးတယောက်ကခိုးယူသွားမှာပြောက်သွားမှာဆိုရင်လည်းအတွေ့အကြုံမလို့ကူကိုတေးတေးချာချာကြောက်တုံးကြီးကြီးနဲ့ ပိတ်ပြီးတော့တစိခတ်ထားပြီးတော့ပို့ပြီးတော့လုံခြုံစီဖို့အတွက်အလုံးဟာအဆောင်များကိုလည်းခြားထားခဲ့ပါတယ်။အဲ့ဒီအနားမှာဘသူမှချင်းကပ်လို့မရပါဘူး။နော်။နောက်တပေးတော်များကခိုးသွားတယ်လို့ဆိုရတော့အောင်။တပေးတော်တို့ဟာလည်းပဲတခင်ခရီးတော်အဖန်းခံရစဉ်ကလေးကကြောက်ပြီးတော့ကစင်းကလျာထွက်ပြေးကုန်ကြပြီဖြစ်ပါတယ်။နော်။ ယေရှုရဲ့အလောင်းတော်ကိုခိုးနိုင်လောက်အောင်သူတို့မှာအင်အားမရှိခဲ့ကြပါဘူးခိုးဖို့ကြံစီခဲ့မယ်ဆိုလို့ရှိရင်တော့မီးသွားလို့ရှိရင်ရောမဥပဒေအရအားလုံးအတည်တက်ခြင်းခံကြရမှာဖြစ်ပါတယ်နော်ဒါကြောင့်ယေရှုရဲ့အလောင်းတော်ကိုတစုံတစ်ယောက်ကခိုးယူသွားခြင်းအဖွဲ့အစည်းတစ်ခုခုက ခိုးယူသွားခြင်းမျိုးမဟုတ်ပဲနဲ့ကောင်းကင်တမန်လို့ယူဆရတဲ့လူနှစ်ယောက်တို့ကပြောပြတဲ့အတိုင်းရှင်ပြန်ထောင်းမြောက်သွားခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့နားလည်နိုင်ပါတယ်အဲ့လိုထောင်းမြောက်သွားတာကိုရေပြိုဟေများကြမ်းပြူးဆရာများလည်းတီးရှိပြီးတော့အတီးပြူကြပါတယ်အတီးပြူကြတဲ့အတွက်ကြောင့်အဲ့ဒီတည်င်းစကားဟာ ြန့်နှံ့သွားပြီးတော့လူတွေတီးသွားမှာစို့လို့အဲ့ဒီတည်င်းကိုဖုံးကွယ်ဖို့ရန်အဲ့ဒီမှာအဆောင်ခြားထားခံရတဲ့စစ်တေများကိုငွေကြေးများဖြင့်လက်ထိုးစည်းရုံးခဲ့ကြတာကိုလည်းပဲတွေ့ရပါတယ်။ဒါကြောင့်တခင်ယေရှုဆင်ပြန်ထမြောက်ခဲ့တယ်ဆိုတော့ကိုအဲ့ဒီစစ်တေတွေကလည်းတီးတယ် နောက်ပြီးတော့အုပ်ဆုံးတီးတာက အမျိုးသမီးတွေကတီးတယ်နောက်ပြီးတော့ဘေဒရုကလည်းတီးတယ်အဲ့ဒီတရင်စကားဟာပါဝင်ရှင်တို့ ပြန့်နှံ့ပြီးတော့เนาะဒီထက်အရာစီတွေလည်းတီးကြတယ်ဂျန်တဲ့လူတွေလည်းတီးခဲ့ကြတာဖြစ်ပါတယ်เนาะနောက်ပိုင်းဆိုလို့ရှိရင်เนาะတပီးတို့တို့စုဝတ်ရအရက်ကိုလည်းပဲ တခင်ခရစ်တော်ဟာထင်ရှားပို့ထွန်းလာခဲ့ပါတယ်။နောက်ပြီးတော့ခရီးသွားနေတဲ့တပည့်တော်နှစ်ယောက်စီမှာလည်းပဲထင်ရှားဖော်ပြပေးခဲ့ပါတယ်။အဲ့ဒီအရာဟာတခင်ယေရှုကိုယ်တော်တိုင်ကတေပြီးမှစင်ပြန်ထားမြောက်မယ်ဆိုတဲ့မိန်တော်မူချက်ပြည့်စုံခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့စင်စင်လင်းလင်း သိရပါတယ်။နောက်ပြီးတော့သခင်ယေရှုက ကောင်းကင်နဲ့မြေကြီးမတည်တော်လဲငားစကားတည်လိမ့်မယ်ဆိုတော့မိန်တော်မူချင်းစကားတည်စီခြင်းလည်းဖြစ်ပါတယ်။ဒါရှင်မသက်24 35မှာဖော်ပြထားပါတယ်။ဒါကြောင့်မလို့သခင်ယေရှုတည်ခြင်းမှာဆင်ပြန်ထမြောက်တော်မူပြီဆိုတဲ့စကားဟာသစ္စာစကားဖြစ်တယ်။ ဟုတ်မှန်သောစကားလေးဖြစ်တယ်။တမာတရားစကားလေးဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့လက်ခံနားလည်နိုင်ပါတယ်။ယနေ့ယုံကြည်သူခရိယန်များယုံကြည်ကိုးစားရတဲ့သခင်ယေရှုဟာတေပြီးမှပျောက်ကွယ်သွားတဲ့ဖျားမျိုးမဟုတ်ပဲနဲ့တေပြီးမှ ဆင်ပြန်ထားမြောက်လာတဲ့အသက်ရှင်တဲ့ဘုရားသခင် ဖြစ်တယ်ဆိုတာကိုပို့ပြီးတော့တေချာစေတာဖြစ်ပါတယ်เนาะယနေ့ကျွန်တော်တို့ယုံကြည်ကိုးစားပြီးတော့ကျွန်တော်ရဲ့အသက်တာကိုအနှံတဲ့เนาะကျွန်တော်တို့အနှံရတဲ့ထိုးသခင်ခရစ်တော်ဟာအသက်ရှင်တဲ့ဘုရားသခင်ဖြစ်ပါတယ်သခင်ယေရှုကိုယ်တော်တိုင်က ဘလို့မင်းတော်မူထားခဲ့တယ်လဲဆိုလို့ရှိရင်ငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်တော်သူဒီတေလွန်တော်လဲရှင်လိမ့်မည်ဆိုပြီးတော့အာမခံပေးထားပါတယ်အဲ့ဒီကတိတော်ကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၈၂၅မှာသူကမိန်တော်မူခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ် ဒါကြောင့်တခင်ယေရှုသည်တေခြင်းကနေစင်ပြန်ထားမြောက်တယ်နော်စင်ပြန်ထားမြောက်ပြီးတော့ကောင်းကင်အရက်ခမည်းတော်ဆရာအရက်တို့ရောက်ပြီးတော့ခါခမည်းတော်ရဲ့လက်ရာဖက်မှာရှိနေတယ်ဆိုတော့ကိုလေးပဲတတိဖန်ကနေပြီးတော့ခါ တွေးရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ယနေ့တခင်ခရစ်တော်ရဲ့စင်ပြန်ထမြောက်ခြင်းနဲ့ဆိုင်ပြီးတော့ကျွန်တော်တို့ယုံကြည်သူတယောက်စီတို့အတွက်မျှော်လင့်ချက်အကြောင်းကိုလည်းပဲတမန်တော်စင်ပေါ်လူကနေပြီးတော့ခါကိုရင်သူဩဝါဒစာ ပထမဆောင် အခန်းကြီး15အငယ်20ကနေ23မှာဒီလိုပြောပြထားပါတယ် ယခုမူကားခရစ်တော်သည်တည်ခြင်းမှထမြောက်တော်မူ၍အိပ်ပျော်သောသူတို့တွင်အူတည်သောအသည့်ဖြစ်တော်မူပြီသူဖြစ်၍လူအားဖြင့်တည်ခြင်းတရားသည်တည်တကယ်သို့တည်သောသူတို့၏ထမြောက်ခြင်းတရားသည်လူအားဖြင့်တည်လျက်ရှိ၏လူအပေါင်းတို့သည်အာဒံအဖျင်းတည်ခြင်းသို့ရောက်သည်နိတူလူအပေါင်းတို့သည် ခရီးတော်အားဖြင့်အသက်ရှင်ခြင်းသို့ ရောက်ရကြလရန်သူရတွင် လူအသီးအသီးတို့သည်မိမိတို့အလှည့်အတိုင်းလက်ရကြလိမ့်မည်ခရီးတော်သည်အဦးတည်သောအသီးဖြစ်တော်မူ၏ထိုနောက်ခရီးတော်သည်ကြွာလာတော်မူသောအခါတပီးတော်ဖြစ်တော်သူတို့သည်ရှင်ရှင်းသို့ရောက်ကြလိမ့်မည်လို့ရှင်ဘောလူက ြောပြထားပါတယ်။ဒါကြောင့်ဒီနေ့တခင်ခရစ်တော်ကိုယုံကြည်တယ်ဆိုတဲ့ဥစ္စာဟာအသက်ရှင်တဲ့ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့စိတ်ချယုံကြည်လို့ရပါတယ်။နောက်ပြီးတော့တခင်ခရစ်တော်ဟာတည်ခြင်းကနေစင်ပြန်ထမြောက်တယ်ဆိုတဲ့ဥစ္စာဟာအဲ့ဒီအချိန်တုန်းကတပည့်တော်တို့ ကနေပြီးတော့ခါဒန်နိုင်စကားလို့ပြောသလိုမျိုးမဟုတ်ပဲနဲ့အမှန်တကယ်စင်ပြန်ထားမြောက်တော်မူခြင်းရှိတဲ့ဖြစ်ရမှန်ဖြစ်ပါတယ်။ဒါကြောင့်မလို့ထိုအစဉ်ကိုယုံကြည်တော်သူတို့ဟာ သခင်ခရစ်တော်မိန့်တော်မူတဲ့အတိုင်းပဲငါကိုယုံကြည်တော်သူဒီတေလွန်တော်လေးရှင်လိမ့်မယ်ဆိုတဲ့အတိုင်းပဲ ကျွန်တို့ဒီခန္ဓာကိုယ်ဟာမြေခကြွေကြတည်ဆုံးပြီးတဲ့နောက်ပိုင်းမှာ အသက်ရှင်ခြင်းကို မျှော်လင့်ခြင်းရှိစေနိုင်ပါတယ်။ဒါကြောင့်ယနေ့ကျွန်တို့ဒီခန္ဓာကိုယ်တည်သွားတော့လေပဲကျွန်တို့အနာကအသက်ရှင်ရေးအတွက်မျှော်လင့်နိုင်ခြင်းဟာတခင်ခရစ်တော်တည်ခြင်းကနေဆင်ပြန်ထားမြောက်ခြင်းအတွေ့အကြုံပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်ထဲမှာခံစားချက်ကြောင့်မဟုတ်ပါဘူး။ သခင်ခရစ်တော်တည်ခြင်းကနေစင်ပြန်ထမြောက်ခြင်းဖြစ်တဲ့ဖြစ်ရအမှန်ကြောင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရမှာဖြစ်တယ်။ဒါကြောင့်เนาะဒီမှာစင်ပေါ်လူကသခင်ယေရှုဟာတည်ခြင်းမှထမြောက်သည်ဖြစ်၍ထိုအရှင်ကိုယုံကြည်တော်သူတို့ဟာလည်းပဲနောက်ဆုံးသောနေ့ရက်မှာ ခရစ်တော်နေသူထမြောက်မည်အကြောင်းနောက်ပြီးတော့အသက်ရှင်ခြင်းသို့ရောက်မည်အကြောင်းကို ဒီကိုရင်သူဩဝါစာပထမဆောင် အခန်းကြီး15အငယ်22အ20ကနေ23အကြာထဲမှာပြောပြပေးထားတာဖြစ်ပါတယ်။ဒါကြောင့်ယနေ့ယုံကြည်သူ ခရိယန်တို့ဟာ လောကမှာအသက်ရှင်နေတဲ့အခါမှာတနည်းတည်ခြင်းသူရောက်ကြမယ်ဆိုတာသိတော်လည်းပဲနောက်ဆုံးသောကာလမှာအသက်ရှင်ခြင်းသူရောက်ကြမယ်ဆိုတာကိုလည်းပဲ စိတ်ချယုံကြည်လျက် အသက်ဆင်နေကြသူများဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရှိရပါတယ်။ဒါကြောင့်မလို့ဒီတခင်ယေရှုတေချင်းကနေစင်ပြန်ထမြောက်တယ်ဆိုတဲ့စကားဟာဒါနာယီစကားမဟုတ်ဘဲနဲ့တစ္ဆာစကားဖြစ်တယ်။ဟုံမှန်သောစကားဖြစ်တယ်။တမတရားစကားဖြစ်တယ်ဆိုတော့ကိုပြောပြရင်းနဲ့ပဲဒီနေ့ခရစ်တော်ရဲ့စင်ပြန်ထမြောက်ခြင်းအကြောင်းအကျဉ်းချုပ် ဝင်ငှပေးတာကိုဒီမဲ့ပဲနေကုန်ချုပ်မှာဖြစ်ပါတယ်တရားနာသောသူအပေါ်မှာဘုရားသခင်ကောင်းကြီးချပေးပါစေ။